ီးခဲ့တဲ့ရတသက်ဘက်အတွင်းစစ်ကောင်စီတပ်တွေလာရှို့မျိုးတွေကိုပြန်လည်ဝင်ရောက်နေရာယူပေးတဲ့နောက်ဆိုရှယ်မီဒီယာနဲ့ Telegram Channel တွေမှာလာရှို့မျိုးကိုတရုတ်စီရောင်းလိုက်ပြီးဆိုတဲ့သတင်းအမှားနဲ့လာရှို့မျိုးတွေကိုဒေသခံတွေပြန်ဝင်လာတယ်ဆိုတဲ့သတင်းအမှားနှစ်ပုဒ်ကို MPA Fact Checking ကအချက်လက်စစ်ဆေးခဲ့ပါတယ်ပထမသတင်းသဘောအနေနဲ့တန်းစီနေတဲ့ရင်တန်းတွေပဝင်တဲ့တပ်ပုံကိုအသုံးပြုပြီးတော့လာရှော့မြို့ကိုစစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်နေရာယူပြီးတဲ့နောက်ဒေသခံတွေမြို့တွေပြန်ဝင်လာတဲ့ဆိုတဲ့သတင်းအမှားဖြစ်ပါတယ်။ မိုင်းဝေ DGF21 news ရွှေနေကြကိုတက် Telegram channel တွေမှာ April 22ရက်နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ကလာရှုမျိုးကိုပြန်လည်ထိမ့်သိမ်းပြီးတဲ့နောက်လာရှုမျိုးကို ပြန်ဝင်လာကြတဲ့ဒေသခံပြည်သူများလို့ဆိုပြီးတော့တန်းစီနေတဲ့ရန်တန်းတပ်ပုံတပ်ပုံနဲ့အတူဖြန့်ဝေခဲ့ပါတယ် Telegram channel မှာပြန့်နှံ့နေတဲ့ဓာတ်ပုံကိုစစ်ဆေးကြည့်ရတဲ့အခါ sumo ဆိုတဲ့ Facebook account ကတင်ထားတဲ့ဓာတ်ပုံနဲ့ထပ်တူညီနေပါဗျ။ sumo Facebook account က April 22ရက်နေ့လယ်ပိုင်းမှာ21ရက်ကျော်ပြီးငလင်ကပြီးသွားပြီဆိုလို့များလား။အလုပ်တွေပြန်စားရုံးတွေပြန်တက်ကြရတော့မှာမို့လို့လား။ မင်းမျိုးကနေမန္တလေးပြန်ဆင်းကြတာမနက်ကလေးကကားတန်းအရှိကြီးနဲ့23မိုင်ဈေးပြင်ကြီးမှရော16မိုင်စစ်စေးရေးကိမ်းမှရောကားတွေပြည့်ကျက်နေရပဲလို့ခေါင်းစဉ်ရေးပြီးတော့ပြည်ဦးလွင်ကနေမန္တလေးကိုပြန်ဆင်းလာတဲ့ရင်တန်းတပ်ပုံတွေနဲ့ဖော်ပြထားပါတယ်။အဲ့ဒီပိုးစရဲ့မတ်ချက်တွေမှလည်းပြည်ဦးလွင်ကနေမန္တလေးကိုဆင်းလာတဲ့ရင်တန်းဖြစ်တဲ့အကြောင်းရေးသားထားကြပါတယ်။ Facebook မှာပြန့်နှံ့နေတဲ့ဓာတ်ပုံကိုအချက်အလက်စစ်စစ်တွေ့ရှိမှုအရာအပြင်ဥရင်အနေမန္တလေးကိုပြန်လာကြတဲ့ရင်တန်းဓာတ်ပုံဖြစ်နေပါတယ်။စစ်ကောင်စီတပ်ပြန့်လက်ထိန်းချုပ်ထားတဲ့လာရှုမျိုးကိုပြန်ဝင်လာတဲ့ဒေသခံရင်တန်းဓာတ်ပုံမဟုတ်ပါဘူး။ဒါကြောင့် Telegram Channel မှာပြန့်နှံ့နေတဲ့လာရှုမျိုးကိုပြန်ဝင်လာတဲ့ဒေသခံများဆိုတဲ့အကြောင်းအရာဟာသတင်းအမှားပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းအမှားတစ်ပုတ်အနေနဲ့ဆိုရှယ်မီဒီယာမှာဒီတစ်ပတ်ပြန့်နှံ့မှုအားကောင်းခဲ့တဲ့လာရှုမျိုးကိုတရုတ်ထံရောင်းလိုက်ပြီးဆိုတော့ AI နဲ့ဖန်တီးထားတဲ့သတင်းတစ်ပုတ်အမှားအကြောင်းအရာပဲဖြစ်ပါတယ် Diamond Mawlong ဆိုတဲ့ Facebook အကောင့်က April 27ရက်နေ့ပိုင်းမှာတရုတ်နိုင်ငံအလံနဲ့လာရှိုးမျိုးမကျူဆိုပါဤဆိုင်ပုံရှိမှာအနောက်တိုင်းဝစ်ဆောင်ဝစ်ထားတို့နဲ့မြန်မာတိုက်ပုံဝစ်ထားသူတို့ပါတဲ့တပ်ပုံတွေကိုအသုံးပြုပြီးရောင်းလိုက်ပြီးလို့ရေးသားဖြန့်ဝေထားပါတယ်။ပြန့်နေနေတဲ့တပ်ပုံတွေကို Google Reverse Image ဆက်နဲ့ရှာဖွေကြည့်တဲ့အခါ About this image ဆိုတဲ့နေရာမှာ AI နဲ့ပြုပြင်ဖန်တီးထားတဲ့တပ်ပုံဖြစ်ကြောင်းဖော်ပြထားပါတယ်။ ထပ်မံအတည်ပြုနိုင်ဖို့ Google မှာလာရှုမျိုးကိုစစ်ကောင်စီတက်ပြန်ဝင်ဆိုတဲ့စာသားနဲ့ရှာဖွေကြည့်တဲ့အခါ BBC မြန်မာနောင်းနဲ့မင်းစီမသတင်းမီဒီယာတို့ကရေးသားဖော်ပြထားပါတယ်။တရမီဒီယာတွေမှာစစ်ကောင်စီကိုအုတ်ချွေရန်တရားလွှဲပြောင်းပေးဖို့မြန်မာဆိုင်ရာတရုတ်အထူးတန့် တမန်တိတ်ရွှေချင်းလာရှုမျိုးကိုရောက်နေကြောင်းစစ်တပ်နဲ့ကိုကန်တပ်တို့ကြားအပြစ်အခက်ရက်ကတိကိုတရုတ်ဂျာဝင်စေဆက်ခဲ့ပြီးရဲ့နောက်ဧပြီ21ရက်မှာကိုကန်တပ်ဖွဲ့ဝင်တွေအလုံးလာရှုမျိုးအုပ်ချုပ်ရေးကထွက်ခွာခဲ့ရကြောင်းရေးသားဖော်ပြထားကြပါတယ်။ စစ်ကောင်စီတပ်နဲ့ MNDAA တပ်တို့ကြားတရုတ်ကြားဝင်စစ်ဆက်ပေးမှုကြောင့်လာရှိုးမျိုးကနေ MNDAA တပ်တွေဆုတ်ခွာခဲ့ရပြီးစစ်ကောင်စီတပ်ကအုတ်ချွေရေးပိုင်းမှာနေရာယူဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်။လာရှိုးမျိုးမှာအခုလက်ရှိတရုတ်နိုင်ငံကအထူးတန်တမန်တိတ်ရှိချင်းနဲ့အဖွဲ့ရောက်ရှိနေပြီးတော့နှစ်ဖက်တပ်ကိုစောင့်ကြည့်ဖို့တရုတ်စောင့်ကြည့်ရေးတပ်ဖွဲ့တွေလည်းရောက်ရှိနေပါတယ်။ ဒါအပြင်လာရှုမျိုးကိုစစ်ကောင်စီတပ်ထံပြန်လွှဲလေးလွှဲပြောင်းပေးပြီးသုံးဖက်ဆိုင်ဆက်လက်ဆွေးနွေးနေတဲ့အခြေအနေဖြစ်ကြောင်းကိုလည်းသတင်းမီဒီယာတွေမှာရေးသားဖော်ပြထားပါတယ်။ဒါကြောင့် Facebook မှာပြန်နှံ့နေရရှိရဲ့လာရှုမျိုးကိုတရုတ်ထံရောင်းလိုက်ပြီးလို့ AI နဲ့ဖန်တီးထားတဲ့တပ်ပုံကမှားယွင်းနေတဲ့တပ်ပုံဖြစ်ကြောင်းကိုသိနိုင်ပါတယ်။